မင်္ဂလာပါကျွန်တော်တို့စစောနိုင်ပါစစောမိုဘိုင်းရဲ့ founder ပါမနေ့ကကျွန်တော်တို့ဆိုင်မှာထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်သွားပါတယ်အဲ့ထူးခြားဖြစ်စဉ်လေးမှာကျွန်တော်တို့ဆိုင်ရဲ့နာမည်တွေလည်းပါလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်း feedback ကဖြစ်စဉ်လေးကိုပြောပြပေးတာပါဖြစ်စဉ်ကတော့ဘယ်လိုလဲဆိုတော့ what's up guys မင်္ဂလာပါကေပရိုဒီဒီဗျူဖိုင်လေးကတော့ဖုန်းအကြောင်းဝင်လောင်းရင်းနဲ့အာလင်းလင်းမွန်းခုဖြစ်တော့တဲ့အဗျူဖိုင်လေးပါလင်းလင်းမွန်းကလည်းတော်တော်ကြီးကိုထူးထူးဆန်းဆိုင်ပါဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီစစောမိုဘိုင်းဘဏ်ကောက်ပိုင်ရှင်ကနေပြီးတော့မှဒီဖြစ်စဉ်ကိုတေးတေးရှာရှာလေးရှင်းပြထားတာပါ ဆိုတော့ဒီလိုဖြစ်စဉ်မျိုးကတော့အာဒီတစ်ခါကြောက်ဘူးတာတော့ပထမဦးဆုံးလို့ထင်ပါတယ်တော်တော်ကြီးလည်းဖြစ်စဉ်ကရှုပ်ထွေးလွှမ်းပါတယ်ဆိုတော့ကျွန်တော်နဲ့တူဒီဟာလေးကိုဗုဒ္ဓလည်းအဖြစ်အဲလက်ကျေဖို့လည်းဖိတ်ခေါ်လိုက်ပါစေ Okay so ကျွန်တော် let's go မင်္ဂလာပါကျွန်တော်တို့စစောနိုင်ပါစစောမိုဘိုင်းရဲ့ဖောင်တာပါမနေ့ကကျွန်တော်တို့ဆိုင်မှာထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်သွားပါတယ်အဲ့ထူးခြားဖြစ်စဉ်လေးမှာကျွန်တော်တို့ဆိုင်ရဲ့နာမည်တွေလည်းပါလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းဒီဘက်ကဖြစ်စဉ်လေးကိုပြောပြပေးတာပါဖြစ်စဉ်ကတော့ဘယ်လိုလဲဆိုတော့ online ကနေပြီးတော့မှ customer တူဦးပေါ့နော်တကယ်တော့အဲ့ customer ဆိုတဲ့လူကလိန်မဲ့လူပေါ့နော်လိန်လိန်သွားတဲ့လူပေါ့အဲ့လိန်သွားတဲ့လူကနေပြီးတော့မှကျွန်တော်တို့စီကိုဖုန်းဟို မစင်ညာနဲ့ဆက်သွယ်လာတဲ့သူဖုန်း၃လုံးရောင်းကျင်တယ်ဗောအဲ့ဖုန်း၃လုံးရောင်းကျင်တာကစက်ခွန် Pro Max ဆိုတဲ့ model စက်ခွန် Pro Max model 256နှလုံးနဲ့ 1TB တစ်လုံးရောင်းကျင်တယ်ဒီဖုန်းတွေကရန်ကုန်ဘက်ကနေပြောမှာသူစီရနေပြောမှာ order တင်ထားတဲ့လူတွေကရက်ကြလို့ order cancel ဖြစ်သွားတယ်အခုဒီဖုန်းတွေကိုသူ့အနေနဲ့မြန်မာပြည်တင်မယ်ဆိုလဲခက်ခဲတယ်ဟိုဘက်မှာလည်းဈေးတွေကျနေတယ်ဆိုတဲ့အတွက် तू မကြိုက်တော့ဘူးဒီဖုန်းကိုဒီမှာပဲရောင်းခဲ့ကျင်ပါတယ်ဆိုပြီးတော့မှပြောတယ်အဲဒီမှာပဲရောင်းခဲ့ကျင်ပါတယ်ဆိုပြီးပြောတော့ကျွန်တော်တို့ကဝယ်တယ် ူကဝယ်တယ်ဝယ်တဲ့အချိန်မှာโอเคအဲ့ဒါဆိုရင်လည်းရတယ်။ तू ကဆယ်ရလွဲပေးလို့ပြောကျွန်တော်ဆယ်ရတော့လွဲမပေးဘူး။ကျွန်တော်ဆက်မဆယ်ရလွဲပေးတဲ့စနစ်မရှိဘူး။ငွေရမှပဲပတ်ဆက်ရှင်းပေးတယ်ဆိုတော့အဲ့ဒါဆိုရင်နဲ့ तू လူတယောက်ကိုလာပြီးပို့ခိုင်းလိုက်မယ်တဲ့။ကောင်မလေးတယောက်လာပို့ခိုင်းလိုက်မယ်တဲ့။ပစ္စည်းစစ်ပြီးွားရင်ငွေလေးလွဲပေးပါဆိုတော့โอเคအဲ့ဒါဆိုရင်တော့လာပို့ခိုင်းလိုက်ဆိုပြီးတော့မှအဲ့ကောင်မလေးတယောက်ကလာပို့တယ်။အဲ့ဒါတော့ post တင်နေနေတူညီမလေးပေါ့။ तू ကလာပို့တယ်။လာပို့ပြီးွားတဲ့အချိန်မှာကျွန်တော်ကပစ္စည်းစစ်ကြည့်တယ်။စစ်ကြည့်ပြီးွားတော့အစင်ပြေတော့ငွေလွဲပေးလိုက်တယ်။အာအဲ့တော့အဲ့ငွေလွဲပေးတာအဲ့ဒါကတော့ဒါဒီညီမလေးပြောထားတဲ့ပုံစံနဲ့အကြမ်းမြင့်တူတာပေါ့နော်ကျွန်တော်ပုံပြီးတော့မှအသေးစိတ်ဆန်တဲ့ဟာလေးကိုကျွန်တော်ပြောပြမယ် ဲ့တော့ဒီဗီဒီယိုလောက်ရတာကခုနပြောသလိုအင်ဂျင်မလေးနက်နာသူညီမလေးတင်လိုက်တဲ့ဗီဒီယိုထဲမှာကျွန်တော်စောစောမိုဘိုင်းဆိုတဲ့နာမည်ပါတယ်ပေါ့နော်တကယ်တော့ဖုန်းဆိုင်ဒီဇိုင်းဆိုတာမျိုးဖြစ်တင်တာပေါ့အဲ့တော့နာမည်ကတော့သူထည့်လိုက်တာလေဒါကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးထည့်လိုက်လို့ရတယ်အဲဒီမှာအောက်မှာအဲ့မှာ ဒီ Facebook user တွေကဒီဖြစ်စဉ်တစ်ခုလုံးကိုတေချာမသိတဲ့အပေါ်မှာဒီ post ကိုဖတ်ပြီးတော့သသောမိုဘိုင်းကတာဝန်ယူတင်တယ်ဆိုတာမျိုးသသောမိုဘိုင်းကိုဆဲတာတွေအချို့လူတွေကလည်းမဆဲပေမဲ့အာဒါသသောမိုဘိုင်းကလည်းပြန်ရအောင်တောင်းတင်တယ်ဆိုတာမျိုးတွေပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာအင်းမလေး reply ပြန်တဲ့ comment တစ်ခုထဲမှာသသောမိုဘိုင်းကအောက်ဈေးနဲ့လိုချင်လို့ငွေရောမမြန်လွှဲလိုက်တယ်ဆိုတာလေးပါပါတယ်အဲ့ဒီအောက်ဈေးနဲ့လိုချင်လို့ငွေမမြန်လွှဲလိုက်တယ်ဆိုတဲ့ဟာ တစ်ခုပေါ့အခြား comment တွေလည်းကျွန်တော်တို့ sensitive ဖြစ်စီက comment 10ခုလောက်နှီးပါရှိပါတယ်အဲထဲမှာဒီစကားကတော့ဒါကျွန်တော်တို့တော်တော်လေးအဆင်မပြေဘူးလက်တွေ့အခြေအနေနဲ့လည်းမကိုက်ညီပါဘူးအဲ့အတွက်ကိုကျွန်တော်ဒီ video လေးလုပ်ပေးရတာပါအဲ့တော့မနေ့တော့ iPhone 16 Pro Max က16မှာပြန်ပြီးတော့မှ working ရောအာကျွန်တော်တို့ pick up ကော store pick up ကောနှစ်ခုလုံးပြန်ရပြီအာဘဏ်ကောက်မှာနေတဲ့ဖုန်းဝယ်ရောင်းသမားကြီးတွေဆိုရင်ဒါတိလိမ့်မယ်မနေ့တော့ကျွန်တော်တို့ဆိုင်ရတော့မှာ6လုံးရလိုက်တယ်အဲ့တော့စတိုးမှာရောင်းတဲ့ဈေးက4800ဗျာအဲ့တော့ကျွန်တော်တို့ egg customer ဈေးကဝယ်တဲ့ဈေးက4800 256ကို အဲ့တော့256ကိုစတိုးစစ်တဲ့တထောင် short လေ 1TB က pre order မရှိဘဲနဲ့ကျွန်တော်စိုက်မှာပုံမှန်အဖြစ်မတင်ဘူးအဲ့တော့ဒီဥစ္စာစိုက်မှာ install ဝယ်ထားပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစတိုးစစ်တဲ့2000 short လေအဲ့တော့ကျွန်တော်တို့၄ဘတ်5000နီးပါးတန်တဲ့ပစ္စည်းတခုနဲ့ဘတ်5000ကျော်တဲ့ပစ္စည်းကိုကျွန်တော်တို့1000နဲ့2000 short တာအဲ့တော့ကျွန်တော်တို့အောက်ဈေးနိုင်တာလားအဲ့ဒါကကျွန်တော်တို့ဘက်ကနေပြန်မှာရှင်းပြကျင်တာပါအဲ့တော့အမှ ်ဟိုထင်တာမြင်တာရှိတာဖုန်းဆိုင်တစ်ခုကနေပြီးတော့မှကာလာပေါက်ဈေးအများကြီးနဲ့သူ့စီရဝယ်မယ်ဆိုတော့ယုံပြီးတော့မှဒီဆိုင်ကိုဖုန်းလာပို့ပေးတယ်ညီမလေးကတော့အမှန်တိုင်းပြောရင်သူကတော့လောဘကြီးတယ်လို့ကျွန်တော်ပြန်ပြီးတော့မှပြောချင်ပါတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်တို့စပြီးပြန်ပြီးတော့မှအသေးစိတ်ပြန်ပြောပါပါပြန်ပြောပြပါမယ်အခုနောက်ကအဲ့လူကနေပြီးတော့မှသူမြန်မာပြည်ကိုပြန်မတဲကျွန်တော်တို့ဒီဖုန်းကိုကျွန်တော်တို့ဆိုင်ကိုရောင်းမယ်ဆိုပြီးပြောတယ်ရောင်းမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်တော်တို့ကလည်းဝယ်မယ်ဝယ်မယ်ဆိုတော့ သူကာမာလေးတရားကိုလွတ်လိုက်မယ်လို့ပြောတယ်။နံပါတ်1အချက်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအဲ့ကောင်မလေးကိုထူးထူးခြားခြား delivery တမားတယောက်ထပ်ပို့ပြီးတော့မှကျွန်တော်တို့ဘက်ကနေဘာမှမမေးမပြောတာကအခုပြောပြမယ်အကြောင်းအချက်တွေရှိတယ်ဒီဥစ္စာကဘန်ကောက်မှာနေတဲ့လူတွေဆိုရင်ပို့ပြီးသိလိမ့်မယ်မြန်မာပြည်ကလူတွေကတော့ဒီလိုမျိုးပစ္စည်းအမြန်ချောပို့စနစ်တွေနဲ့တိတ်မကြီးကြီးသေးတော့မသိဘူးဘန်ကောက်မှာကပစ္စည်းအမြန်ပို့စနစ်တွေကအရန်ခက်စားတယ်ဘန်ကောက်က traffic ရှိတဲ့အတွက်ပစ္စည်းမှလည်းဆိုကိုယ်တိုင်လာပို့ပေးတာအရန်နေတယ် line man နဲ့ grab တွေကိုယ်အသည့်တွေကိုယ်ဆိုင်ဝန်ထမ်းတွေနဲ့ပဲပစ္စည်းလိုက်ပို့ခိုင်းတာဒါကိုဘန်ကောက်မှာနေတဲ့လူတော်တော်များများသိလိမ့်မယ်ထင်တယ်အဲ့တော့ အဲ့ဒီအကိုအဲ့ဒီအကိုဆိုတာအဲ့လူလိန်ကောင်ကလည်းကျွန်တော်တို့ကိုဖုန်းရောက်မယ်ဆိုပြီးပြောတယ်ဖုန်းရောက်မယ်ဆိုပြီးပြောတယ်လူတယောက်လာဖို့မယ်ဆိုတော့အဲ့ကောင်မလေးကလာတယ်လာတဲ့အချိန်မှာအဲ့ကောင်မလေးကကျွန်တော်တို့ဆိုင်ကိုမသိနေဘူးအဲ့တော့အဲ့ဒီအချိန်မှာတည်းကကျွန်တော်တို့ကဒါဘာမှကျွန်တော်တို့မသိတဲ့လူတယောက်ဆိုရဲမိုင်းကပို့ပြီးဝင်ပါပေါ့ဗျာအဲ့ကောင်မလေးကကျွန်တော်တို့ဆိုင်ကိုရှာမတွေ့လို့တဲ့ AIS ရဲ့အရှိန်အဟောင်းရောက်နေပါပြီဆိုပြီးတော့မှကျွန်တော်တို့ကိုအဲ့ဒီလိန်နဲ့လူလိန်ကောင်ကကျွန်တော်မန်နေဂျာဒါကိုရဲဆိုမန်နေဂျာ तू ဖုန်းလက်ခံလိုက်တာဒါကျွန်တော်အမျိုးသမီးပါ तू ကမန်နေဂျာဖုန်းငွေလွှဲပေးလိုက်တာ အဲ့တော့ကိုရဲဆောင်ကနေပြီးတော့မှအိတ်ကောင်မလေးကို AI ရဲ့ show တော့အရှိနာမှာသွားခေါ်တယ်သွားခေါ်တော့သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့သွားတယ်ဆိုတဲ့အခြေအနေမှာကြတော့ तू ကဟိုဘက်နဲ့လူလိန်လူနဲ့ဖုန်းပြောနေတဲ့ဖုန်းကိုအကိုကြီးကျွန်တော်ဒီမှာတွေ့ပြီနော်အကိုကျွန်တော်ခေါ်ဝါလိုက်ပါမယ်ဆိုပြီးတော့မှဖုန်းချလိုက်ဖုန်းချလိုက်တယ်အဲ့ဒီမှာတစ်ချက်ကကောင်မလေးကဆိုင်ကိုမသိနေတဲ့အပေါ်မှာကျွန်တော်တို့ဘက်ကပို့ပြီးတော့မှဒီဥစ္စာကို delivery တမားတယောက်ဆိုတဲ့မိုင်းကျွန်တော်တို့စီမှာပို့ပေးတယ် နံပါတ်နဲ့အချက်အဲ့ဒီကောင်မလေးကကျွန်တော်မန်နေဂျာနဲ့မျက်နှာချင်းဆိုင်လာတဲ့အကိုရေညီမတော့ဒီဖုန်းကိုအကိုတို့ဝယ်မယ်ဆိုလို့လာပေးတာပါအကိုကကိုရဲစော်လားစော်စော်မိုဘိုင်းရဲ့မန်နေဂျာလားဘာလားဘာမှမပြောဘဲနဲ့ तू อ่ะအဲ့ဒီအချိန်မှာဟိုဘက်ကလူလိန်နဲ့အဲ့ညီမလေးကဖုန်းပြောနေတယ် Viber ကနေအဲ့ Viber ကိုကျွန်တော်မန်နေဂျာကိုဖုန်းပေးပြောလိုက်တယ်အဲ့မှာရှင်းသွားပြီကျွန်တော်တို့လောက်ရမယ့်အလုပ်ကလည်း okay ပစ္စည်းလောက်ပို့တဲ့လူကပစ္စည်းပိုင်ရှင်နဲ့ဖုန်းဖုန်းစကားပေးပြောတယ်အဲ့တော့ကျွန်တော်တို့ကဘာထပ်လုပ်နေရအောင်ပါလား okay ဟုတ်ပြီအဲ့တော့ ကျွန်တော်မန်နေဂျာထပ်ပြီးတော့မှအဲ Viber နဲ့အဲ့ကိုအကိုညီမလေးနဲ့ကျွန်တော်တွေ့ပြီးတော့ဆိုင်ခေါ်သွားလိုက်မယ်ဆိုပြီးတော့မှထပ်ပြောပေးပြီးတော့ အဲ့ညမလေးကိုခေါ်လာတယ်အဲ့ညမလေးကလည်းဆိုင်းကိုရောက်လာတဲ့အချိန်မှာတခိုးတလီမှဗဇက်ကစကားတလုံးမှမဟုတ်ဘူးမဟုတ်ပဲနဲ့ကျွန်တော်မန်နေဂျာကိုဖုန်းပေးလိုက်တယ်အဲ့တော့သူကွန်မန့်ထဲမှာပြောတာကတခုရှိသေးတယ်ကျွန်တော်တို့ကလော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 ငွေပေးလိုက်တယ်ဆိုတာကလုံးဝမဟုတ်ပါဘူးကျွန်တော်တို့9မိနစ်ကြော်ကြာပြီးွားတော့မှကျွန်တော်တို့ငွေပေးလိုက်တာပါ CCTV ရဲ့အချိန်နဲ့ငွေလွှဲစရရဲ့အချိန်နဲ့တိုက်စစ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့9မိနစ်ကြော်ကြာတယ်ကျွန်တော်တို့ဖုန်းလို့တေချာနန်အတီဘေးဟုတ်မဟုတ်ဘာညာတရကကျွန်တော်တို့လိုအပ်တာတွေကျွန်တော်တို့ကြည့်တယ်ကြည့်ပြီးွားတဲ့အချိန်ကျမှကျွန်တော်ငွေလွှဲလိုက်တယ်ငွေလွှဲပြီးသွားပြီဆိုတဲ့အချိန်မှာ10မိနစ်15မိနစ်လောက်ဒီအိမ်ညီမလေးကဒီမှာ ထိုင်နေတော့မှကျွန်တော်မန်နေဂျာကနေပြီးတော့မှငွေလွှဲလိုက်ပြီးတော့ဆိုပြီးတော့မှပြောတော့အဲ့ညီမလေးရဲ့ expression က "तू ကဒီလူကို तू သိနေတာမဟုတ်ပါဘူး"ဆိုတာမျိုးဖြစ်လာတယ်အဲ့တော့အဲ့ဒီအခြေအနေတွေကိုခင်ဗျားတို့စဉ်းစားကြည့်ဗျာကျွန်တော်တို့ကဆိုင်တစ်ခုဗျာပြီးတော့လုံရုံလုံးစေဒါနေတိုင်းကျွန်တော်တို့ရဲ့နေစဉ်မှာရှိနေထိုင်းဆိုင်တွေကနေဝယ်တယ်မြန်မာတွေဟုတ်ဖူးခတ်တွေပါတွေကလည်းကျွန်တော်တို့ဒီလိုပဲပစ္စည်းတွေရောင်းတယ် ဒီနားလေးကိုထိုင်းဆိုင်နေဆိုလဲကျွန်တော်တို့ကနေပြီးတော့ပစ္စည်းရောက်လာပြီဆိုရင်အဲ့လူကစောင့်နေတယ်ကျွန်တော်တို့ကပစ္စည်းကိုစစ်ပြီးတော့အဆင်ပြေပြီဆိုငွေလဲပေးတယ်ပြီးွားပြီဆိုလာပို့တဲ့လူကိုငွေလဲလိုက်ပြီနော်ဆိုပြီးတော့မှပြောလိုက်ရင် तू ကနေပြီးတော့မှဟိုဘက်ကိုပြန်ဖုန်းဆက်တယ်တထင်းငွေရပြီလားရပြီဆိုရင် तू ပြန်သွားတယ်ဒါကကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့ပုံစံလေးကျွန်တော်ဘာမှမမားနေဘူးအင်ဂျမလေးကအဲ့လိုမျိုးဖြစ်ပြီးွားပြီဒီဥစ္စာကလိန်ခံလိုက်ရပြီဆိုတာတေချာသွားတဲ့အချိန်ကြီး तू ကအရင်မဲ့တွေးအေးလာလားမသိဘူး။သူမှပူပန်မှုမရှိဘူး။အဲ့ဒါကကျွန်တော်ကကျွန်တော်မျိုးသမီးနဲ့ကျွန်တော်မန်နေဂျာပြောတာကျွန်တော် CCTV ပြန်ကြည့်ပြီးပြောတာ။သူကအရင်တွေးအေးတယ်။သူတငယ်ချင်းတွေကသူဖုန်းဆက်ခေါ်တယ်။ အရှိမအနေပြောင်းရွှင်ပြီးတော့မှသူကစကားပြောနေနိုင်တယ်ကျွန်တော်တို့ကပြန်အန်အောတယ်အစပိုင်းမှဆိုကျွန်တော်တို့က तू က तू နဲ့ဟိုဘက်ကလူနဲ့ပေါင်းကြံတယ်လို့တော့ကျွန်တော်တို့ကထင်သွားတာနောက်မှမှဒီကျွန်တော်တို့ဒီကြော်မိုပိုင်းဘက်ကကိုရှင်းခန့်တို့ဘာလို့ကဗာဒီဖြစ်စင်မှာဝင်ပါလာဝင်ပါလာလဲဆိုတော့ तू ကဂျားတဲ့နဲ့ဒီလိုဒီလိုလေးဖြစ်တဲ့အကိုဆိုပြီးတော့မှဝင်ပြောလို့အဲ့တော့အဲ့ညနာသူညီမလေးကအဲ့ဖုန်းကသူ့ကိုပိုင်ဖုန်းလည်းမဟုတ်ဘူး तू ကအမြတ်ရမယ်ဆိုပြီးတော့မှနောက်တနေရာကနေပြောမှ ရောင်းမြူးရယ်ပတ်ဆက်လာပေးမယ်ဆိုပြီးယူလာတာပေါ့နော်အဲ့ဒီသူ့ကိုပစ္စည်းအကျွေးရောင်းပေးလိုက်တဲ့အကိုကကျတော့ကိုရှင်းခန်းလုံးနဲ့တည်တာနဲ့တစ်စိကျွန်တော်စီကိုရောက်လာတော့အော်โอเคဒီလိုမျိုးဆိုရင်တော့ဒါဟာလိန်ညာတာမဖြစ်လောက်ဘူးဆိုပြီးတော့မှကျွန်တော် ယူဆပြီးတော့မှအဲ့ဒီအချိန်9နာရီနဲ့24မိနစ်နော်အဲ့ဒီကိစ္စဖြစ်နေတဲ့အချိန်မှာကျွန်တော်အာမချအောင်တော့ဒါအဲ့ဒီလေလုံးလို့ရတာမဟုတ်ဒါ messenger မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်ပြောတာဒီမှာငါတို့ဘက်ကလည်းမားတယ်အဲ့ငါတို့ဘက်ကလည်းမားတယ်ဆိုတော့ကျွန်တော်အဲ့တုန်းကပြောတော့မှကျွန်တော် manager ကိုအာအဲ့ကောင်မလေးကစနတော့ကတွေ့တွေ့ချင်းမှာဘာမှမပြောဘဲနဲ့ဟိုလူနဲ့ဖုန်းစကားပေးပြောလိုက်တာတည်းပဲကျွန်တော်မသိသေးလို့အခုဖြစ်စဉ်တစ်ခုလုံးမှကြည့်ရင်ကျွန်တော်တို့ကမားတယ်ဆိုရင်တော့5%ပဲ95%ကျွန်တော်တို့ဘက်ကမားတာမဟုတ်အဲ့တော့အဲ့မှာကျွန်တော်ဒီမှာပြန်ပြောခဲ့တာဘာလေးလဲဆိုရင်ကျွန်တော်မျိုးသမီးကိုပြောတာငါတို့ဘက်ကလည်းမားတယ်တဝက်ဆိုင်ပေးရင်ပေးလိုက် အဲ့လိုမျိုးဆိုပြီးတော့ဗာဒါသူ့ကိုဟိုကျွန်တော်တို့ဒီပြဿနာကိုဖြေရှင်းရမယ့်ပုံစံကိုကျွန်တော်ပြောလိုက်တာမနေ့တော့ကျွန်တော်အိမ်မှာမလို့เนาะအမှကျွန်တော်ဒီမှာထပ်ပြီးပြောတာအဓိကကတော့ကောင်မလေးဆိုတဲ့သူကရိုးသားရင်သူ့တို့အရန်နဲ့နာသွားမယ်အဒါကတော့ကျွန်တော်ဘက်ကလူသားချင်းစာနာမှုနဲ့ဒီကိစ္စကိုတကယ်လို့သူတို့ဘက်ကနေသာညှိနှိုင်းလာခဲ့မယ်ဆိုတော့ကျွန်တော်တို့က90ရာခိုင်နှုန်းထိကျွန်တော်တို့ပေးဖို့အတွက်အစီအစဉ်ရှိတယ်ဒါပေမဲ့အဲ့ညီမလေးက တတွင်တွင်သူ့ဖုန်းမဲ့သူပြန်ယူရမယ်ကျွန်တော်တို့ ਨੇ ညိတာမျိုးလည်းမလုပ်အဲ့သူ့ဖုန်းမဲ့သူပြန်ယူရမယ်ဆိုတဲ့အချိန်မှာကျွန်တော်မျိုးသူများဒါဒီတိုင်းတော့ပေးလို့မရအောင်ညီမနေတယ်ဒီဥစ္စာကိုပြန်လို့ခြင်းနဲ့ဆိုတော့စခန်းရဲစခန်းတိုင်မှာရမယ်ဆိုပြီးတော့မှပြောလိုက်အဲ့အဲ့ကိစ္စပြောပြီးွားတဲ့အချိန်မှာထိုင်းစကားတက်တဲ့လူတွေအခုနောက်ဖုန်းပြောင်းပေးလိုက်တယ်ဆိုတဲ့အကိုတွေသူ့ရဲ့တငယ်ချင်းတွေရောက်လာအဲ့ထဲကအချို့လူတွေကကျွန်တော်တို့ ਨੇ ကျွန်တော်မျိုးသူမီနဲ့ညှိဖို့အတွက်စကားဆတယ်ပေါ့နော်စကားဆတယ်အဲ့စကားဆနေတဲ့အချိန်မှာပဲရဲရောက်လာ အဲ့တော့ကျွန်တော်ဆက်ပြီးတော့မှဆွေးနွေးဖြစ်တော့ဘူး။နောက်ပိုင်းမှာလည်းကျွန်တော်အမျိုးသမီးကနေပြီးတော့မှကျွန်တော်တို့ကဗျာစကူပတ်ကနေစပြီးတော့မှဘလို့ကြောက်မှတော့ညီမကြီးဒီလိုမျိုးတော့ဖြစ်သွားပြီငါတို့ဘက်ကတဝက်ဆိုင်ပြေးမယ်လို့ဘလို့ပြောထားမှာဒီလူကနံပါတ်1ပူပေါင်းကြံစီတာလားလိန်တာလားမသိဘူးပြောတော့နံပါတ်2ကကျွန်တော်တို့ကပတ်စံ3950ဆိုတော့ခင်ဗျားတို့လည်းမနည်းသလိုကျွန်တော်တို့လည်းမနည်းဘူးဘုံလေတဝက်ဆိုင်ပြေးမယ်ဆိုရင်တော့လေ3950တိတ်တရာနီးပါအဲ့တော့ကျွန်တော်တို့ဒီတဝက်ကိုလွယ်လွယ်လေးဆိုင်ပြေးလိုက်လို့မရဘူးလေအဲ့တော့သူ့ဘက်ကနေတော့ request မလုပ်လာသေးတော့ကျွန်တော်တို့ကမဆိုင်ပြေးဘူး ဘာမှမပြောဘဲနဲ့သူပြောတာကိုကျွန်တော်တို့နားထောင်နေတယ်အမအဲ့ညီမလေးကကျွန်တော်မိဘဘက်ကနေပါမှာအမတို့ဘာကူညီပေးရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာဆိုပြီးပြောတဲ့အချိန်မှလည်းကျွန်တော်မျိုးသူမျိုးစကားပြန်မပြောဘူးသူရဲ့လူမှုဆက်ဆံရေးပုံစံအဲ့လိုထိုက်ဖြစ်တာလားဒါမှမဟုတ်တခုခုချိန်မိုးနေတာလားဒီအချိန်မှာနည်းနည်းလေးစိတ်လှုပ်ရှားပြီး shock ရနေလို့ပဲဒီလိုမျိုးဆက်ဆံလာတော့မသိဘူးသူရဲ့ဘေးကတငယ်ချင်းနေရာတော့မှကျွန်တော်အမျိုးသမီးနဲ့ conversation လုပ်တယ်ပေါ့နော်သူကလုံးဝ conversation မလုပ်ဘူးအဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကလည်းဘာမှပြောလို့မရဘူးအဲ့တော့ တို့ရဲခေါ်တယ်ရဲခေါ်ပြီးတဲ့အချိန်မှာလည်းရဲရဲကိုတို့ဖြစ်စဉ်အကုန်ရှင်းပြတယ်တို့ဘက်ကနေတော့ထိုင်းစကားနားလည်တယ်ဇာကပြန်လည်းပါတယ်အဲ့တော့ဖြစ်စဉ်အကုန်ရှင်းပြတော့ရဲရဒီကိစ္စကဆိုင်နဲ့မဆိုင်ဘူးဟိုဘက်ကလူကိုလှုပ်သွားမှာတကယ်လို့မင်းတို့ဒါအောင်မှမကျေနပ်ဘူးဆိုရင်မင်းတို့စက္ကမ်းမှာအမှုဖွင့်လို့ရတယ်ဆိုပြီးတော့မှပြောပြီးတော့မှပြီးသွားတယ်ပြီးွားပြီးတဲ့အချိန်မှာသူ့ဘက်ကလည်းကျွန်တော်တို့ဘာမှလာမညှိဘူးတို့တို့ဒီမှာ MBK မှာတော့ရှိနေတယ်အဲအဲကျွန်တော်တို့ဆိုင်ရဲ့ခက်လန်းလန်းလေးမှာတို့တငယ်ချင်းတွေတို့စကားတွေပြောတယ်နောက်လူတွေကိုဖုန်းဆက်ခေါ်တယ်နောက်တငယ်ချင်းတွေလည်းရောက်လာတယ်အဲကျွန်တော်တို့ ਨੇ အဲ့ဒီမှာပြီးွားတယ်အဲ့ဒီအချိန်မှာကျွန်တော်မျိုးသမီးကလှုပ်ပေးထားတာကဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ KBZ support ကိုဖုန်းဆက်ပြီးတော့မှကျွန်တော်တို့ email နဲ့ဆောင်ပို့ခဲ့တယ်ဒီဥစ္စာဒီငွေ screenshot နဲ့ငွေ link ခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ငွေပို့တယ်သူ့ကိုလည်းပြောတယ်ညီမလည်းတစ်ခုခုလောက်အောင်ဆိုပြီးပြောတဲ့အချိန်မှာအင်းညီမလေးကဘလို့ဘာလောက်ရမှာလဲဘာလဲဆိုတာမျိုးတော့မှကျွန်တော်မိမကိုအဖက်လုပ်ပြီးတော့မှပြန်မပြောဘူး Okay အဲ့တော့အဲ့တော့ဒီအချိန်မှာစိတ်လှုပ်ရှားနေတာတော့ကျွန်တော်အကုန်လုံးအဆင်ပြေတယ်ဗျာအဲ့ဒီဥစ္စာကလည်းအဆင်ပြေတယ်အဲ့တော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်ကြတော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်လည်းပထမဆုံးစပြောတဲ့စကားက အဲ့ကိစ္စဘယ်လိုဆက်ဖြစ်မလဲမသိဘူး။အော်ဒီနေ့မှဆိုင်ကမနေ့ညတော့ကတော့မဇင်မို့သူနဲ့ Messenger မှာ conversation လုပ်နေသေးတယ်။ LINE ကနေတော့မှ conversation လုပ်နေသေးတယ်။လိုအပ်ရင်မြန်မာပြည်ကို like ပေးမယ်။ဒီ bank account ပေးဖို့ကျွန်တော်မျိုးသမီး like လုပ်ပေးမယ်။ဘာညာဆိုတာလေသူနဲ့ကောင်းကောင်းမွန်မွန်စကားပြောနေတယ်ပေါ့နော်။အဲ့တော့အဲ့ဒါလေစကားတွေပြောဆိုပြီးတော့မှကျွန်တော်ညအေးွားတယ်မနေ့မိုးလင်းတဲ့အချိန်ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့ပြောတာ။တဝက်ဆိုရင်တော့ငါတို့ဘက်ကများတယ်။ဒီကိစ္စမှာ၃ပွင့်ဆိုင်ဖြစ်သွားတယ်။ကျွန်တော်အနေနဲ့မနေ့တော့ကတော့တဝက်ဆိုပြီးကျွန်တော်မျိုးသမီးကိုစာပို့တယ်။အဲ့မနေ့မှကျတော့ကျွန်တော် ဖြစ်စဉ်အကုန်လုံးကိုသိသွားပြီဆိုတော့၃ပွဲဆိုင်ဖြစ်တာဖုန်းကိုအကျွေးရောင်းပေးလိုက်တဲ့လူကျွန်တော်တို့အဲ့ကောင်မလေး၃ယောက်ဒီ395သိန်းဝင်းကျင်ကိုကျွန်တော်၃ယောက်ကညပြီးခံကြမယ်အဲ့လိုမျိုးသူတို့ဘက်ကနေပြီးတော့မှဒီနေ့တကယ်လို့ငါတို့လာပြီးညှိတယ်ဆိုရင်ငါတို့အဲ့လိုမျိုးပုံစံမျိုးနဲ့လောက်ကြမယ်ဆိုပြီးတော့မှကျွန်တော်လည်းကျွန်တော်အမျိုးသမီးတွေးထားတာဒါကကျွန်တော်တို့ဘက်က weak point ရှိလို့မဟုတ်တော့တခုပဲမဝါတော့အတူတူမျှခံပေးမယ်ဆိုတဲ့စိတ်တစ်ခုလည်းပဲအဲ့တော့ဒီနေ့ဗီဒီယိုလုပ်တဲ့အချိန်ဒီကျွန်တော်ပြောချင်တာသူတို့ဘက်ကလည်းကျွန်တော်တို့ဥအောင်လာပြီးညှိနိုင်တာတခုမှမရှိခဲ့ မရှိခဲ့တဲ့တော့ကျွန်တော်တို့ကလည်းမပြောဘူးဒါပေမဲ့အခုအချိန်မှာ तू က Facebook ပေါ်မှာ post တင်လိုက်တယ် post တင်တဲ့အချိန်မှာနံပါတ်1ကျွန်တော်တို့ site နာမည်ပါတယ်နံပါတ်2 comment မှာကျွန်တော်တို့ site ကိုဟို Facebook user တွေကြားထဲမှာအထင်မြင်လွဲစေနိုင်တဲ့ comment တွေ ကိုသူ့အနေနဲ့ပြန်ပြီးတော့မှ reply လုပ်တယ်အဲ့ချိန်မှာကျွန်တော်ဆိုင်ရပုံပြီးအစဲခံရတယ်အချို့လူတွေဆိုကျွန်တော်ချက်ပေါက်ထဲထိလာပြီးဆဲတယ်အချို့လူတွေကျွန်တော်ရဲ့ personal ကိုလာပြီးတော့မှ Facebook account ပုံတွေပို့တာဘာညာတရကတွေရှိလာတယ်အဲ့တော့ကျွန်တော်တို့ဘက်ကနစ်နာတယ်နစ်နာတဲ့အတွက်ကိုကျွန်တော်ဒီ video လုပ်တာဒါဒီ video လုပ်ပြီးသွားတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှဒီဖြစ်စဉ်မှာကျွန်တော်တို့ဘက်ကမှားရွေးမှုဘာမှမရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီ ကိစ္စကိုဘလို့မတောင်းယူမှာမဟုတ်ဘူးငွေရောသုံးပုံတစ်ပုံရောတဝက်ရောတစ်ကြက်ရောတပိုင်းရောဘာမှပေးမှာမဟုတ်တော့ဘူးကျွန်တော်ဘက်ကလုံလောက်တဲ့နင့်နာဆုံးရှုံးမှုတစ်ခုကို Facebook ပေါ်မှာ post ကနေကျွန်တော်တို့ရပြီးသွားပြီဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်တို့အမတောင်ယူပေးမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုကျွန်တော်တို့အသိပေးခြင်းနဲ့မိတ်ဆွေတို့အနေနဲ့လည်းဒီကွမန်အောက်မှာဝင်ဆဲခြင်းလည်းဆဲမယ်အကောင်းမြင်ခြင်းလည်းမြင်မယ်ဂျားနေအနေနဲ့လည်းဖြစ်ခြင်းဖြစ်မယ်အဲ့တော့ဝင်ဆဲခြင်းမယ်ဆိုရင်မိတ်ဆွေအနေနဲ့လည်းကျွန်တော်တို့ဘက်ကနေပြောမှာဝင်ပြီးတွေးပေးပါကျွန်တော်တို့ကဆိုင်ကြီးဖွင့်လာတယ်ပတ်စံရှိတယ်ပတ်စံရှိတယ်ဆိုတိုင်းနောက်လူပြောင်းရအမအိုးတော့ကျွန်တော်တို့ကထိုင်ပြီးတော့မှ ကာဘာလုံပင်းနေဖို့တော့အကြောင်းမရှိနေဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အနေထားမျိုးမှာကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုအားလုံးအခြေအနေအမှန်ကိုသိရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်ရခြင်းဖြစ်ပါတယ်ကဲပြဆိုတော့တော်တော်ကြီးလေးရှုပ်ပါရနော်တင်သွားတဲ့အကွက်ကတော်တော်ကြီးရှုပ်တယ်ဆိုတော့ဒီနေရာမှာတော့သုံးပွင့်ဆယ်မဟုတ်ဘူးဗျာနော်ဒါ၄ပွင့်ဆယ်ဖြစ်သွားပြီနော်ဖုန်းပိုက်ရှင်တယောက်ပါမယ်လိန်တဲ့အကောင့်တယောက်ပါမယ်ဒီလာရောက်တဲ့ကောင်မလေးတယောက်ပါမယ်ဒီ site page ရှင်လေးဆိုသူ၄ယောက်ပြเนาะ အဒီဟာမှာတော့အဓိက location ကတော့ဒီဖုံးလာရောက်တဲ့ကုံပါလဲနော်အဖုံးလာရောက်တာမဖြစ်တဲ့ညာဖြစ်တဲ့စကားတော့ဒါအနည်းတော့ပြောရမယ်သူကဒီ DW site ကိုဖုံးလာရောက်ပြီးတော့ site ကိုရောက်တဲ့အခါသူကဒီ site ရှိ manager နဲ့စကားမပြောဘဲနဲ့ဒီ live ဘောကဒီလိန်မဲ့ကုံဆိုတဲ့အဲငါလိန်နဲ့သူက fiber ကနေဖုံးပြောပြီးမှအဲဒီပြောလဲစာဖုံးကိုဒီ manager စီကိုသူကပေးလိုက်တာ ဆိုတော့မန်နေဂျာနဲ့သူနဲ့ဒီလင်မဲ့ကောင်တဲ့ဘာတွေပြောပြောမှမသိဘူးဆိုတော့ပိတ်ဆံကိုဒီမန်နေဂျာကနေပြီးတော့ဟိုကောင်စီလွှင့်ရှာပြိတ်တယ်ပြီးမှပဲဒီကောင်မလေးကအာသူ့စီလွှင့်ရမှာမဟုတ်ဘူးဒါငါငါငါပေးရမှာအဲ့လိုနေထားမျိုးဆိုတော့အဲ့ဒါဆိုလုံးလုံးဟိုကပါသွားပြီလေဆိုတော့ဒီကိစ္စကဗျာနင်းနေနင်းနေရှုပ်ရမို့တော်တော်ကြီးရှုပ်ပါတယ်နော်ဒီကိစ္စမှာဒီကောင်မလေးနဲ့ဒီလင်မဲ့ကောင်နဲ့အဆက်အသွယ်တကူကိုရှိကိုရှိရမယ်ဗျာနော်မဟုတ်ရင်ဒီလင်မဲ့ကောင်နဲ့ဒီဖုန်းပိုင်ရှင်ဆိုတော့ကောင်မလေးမဟုတ်ဘူးနဲ့နောက်တစ်ယောက်နဲ့အဆက်အသွယ်ရှိကိုရှိရမယ် เนาะဒါဒါကျွန်တော်ထင်တယ်ဒါအပူပေါက်ကြံစပြီးမှဒီဆိုင်ကနှမေဖြည့်ဖို့လုပ်တဲ့အနေအထားတစ်ခုလားလို့ကျွန်တော်တို့ထင်ရတယ်ဗျသူတို့ network ရှင်ရေးပြီးမှအာငါဟာအလင်ခံလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးတစ်ခုနဲ့အဲ့လိုပူပေါက်ကြံစေတာမျိုးလားဗျတော်တော်ကြီးကျွန်တော်တို့တွေးရင်းနဲ့တော့ကျွန်တော်ခေါင်းတော်တော်တော်ကြီးမူသွားပြီဗျာနော်ဆိုတော့ပြိတ္တရဲ့ရဲ့အမည်မိတ်ဆွေတို့ရဲ့အမည်လေးကဘလို့ရှိရလဲဗျာနော်ကျွန်တော်ပြောတာတော့တိတ်မရှင်းတော့ပါဘူးတော်ကြီးရှုပ်ပါနော်ပြဿနာကဆိုတော့မိတ်ဆွေတို့ရဲ့အမည်လေးကို comment မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါကျွန်တော် ဆိုတော့ video file ကတော့လောင်းနေအဆုံးသတ်နေပါတယ်နောက်ထပ် video file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် okay see you next video